တန်ဖိုးရှိတဲ့မြတ်စွာဘုရားရဲ့အဆုံးအမစကားလေးတွေကိုမှတ်သားပြီးတော့ဘဝနဲ့ဆက်ဟပ်ပြီးဆင်ញင်သုံးသက်ဖို့လိုအပ်တယ်ဆိုတာသတိထားဖို့လိုအပ်တယ်ပေါ့နော်။ဘုရားကမလုတ်ခိုင်းတာလေလို့ဆိုတဲ့ပုံမှာကိုကိုယ်တိုင်လုံးဝမှဆိုတာကိုသဘောပေါက်ဖို့လိုအပ်တယ်ပေါ့။ငါဒီလိုလုတ်ခဲ့တာသစိတ်တပရိယောဓပနံနေ့စဉ်ဘဝမှာကိုယ်စိတ်ကိုဖြူစင်အောင်ထားရမယ်ဆိုငါဘယ်လိုဖြူစင်အောင်ထားမလဲ။ငါစိတ်ဟာဖြူစင်ရလား။ အများပေါ်မှာငါစိတ်စိတ်ကောင်းနှလုံးကောင်းဟုတ်ကဲ့လားဆိုကိုကိုစင်ញင်သုံးသက်ကြည့်ပြီးဖြူစီအောင်ထားလိုက်လို့ရှင်ဒါကုသကောင်းမှုတွေကိုယ့်ရင်ထဲမှာအပြည့်ရသွားတာဖြစ်တယ်အဲ့လိုစိတ်ဓာတ်မရှိဘူးဆိုရင် ကုသကောင်းမှုရဖို့ဆိုတာတော်တော်ခဲနော်လှုပ်တဲ့အလုတ်ကကုသလှုပ်လှုပ်နေပြီမဲ့လို့စိတ်ဓာတ်ကမပြောင်းလဲဘူးဆိုလို့ရှင်ကုသရဖို့အလွန်ခဲရင်ဘာလို့လဲဆိုရင် ကောင်းတဲ့အလုတ်ကိုလှုပ်တဲ့နေရာမှာလူတွေကအမျိုးမျိုးရှိတယ် နာမည်ကြီးခြင်းလို့လှုပ်ထလားထင်ပေါ်ခြင်းလို့လှုပ်ထလားနော်တစုံတစ်ခုကြောင့်လူကဲမှာကြောက်လို့လှုပ်ထလားအမျိုးစုံရှိကြတယ်လေအဲ့တော့လူကြတဲ့မှာလူထင်ကြီးခံခြင်းလို့လှုပ်တဲ့လူလည်းရှိတယ်ထင်ပေါ်ခြင်းလို့လှုပ်တဲ့လူလည်းရှိတယ်အကဲရဲ့လွတ်ခြင်းလို့လှုပ်တာလည်းရှိတယ်အဲ့ဒါတွေဘာမှမပါပဲယိုးဖြောင့်ပြီးမိမိရဲ့နှလုံးသားတွေကဒီစေရနာစွာအားနဲ့လှုပ်တာမျိုးဖြစ်လို့ရှိရင်တော့ အခုလိုကုသိုလ်ကောင်းမှုတွေရရှိပြီးတန်တရာဝကလွတ်တဲ့အကျွတ်တရားကိုရရှိသွားမှာလို့သူဆိုလိုတာပေါ့နော်